ဗီဒီယိုကောပြောတိုင်းမှာအဲ့ဒီလူကတကယ်အစ်စ်လို့ထင်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေက အလင်ခံရမှာဖြစ်ပါတယ်။ကြားဖြန့်တွေရဲ့နောက်ဆုံးပေါ်လိန်နေအစ်စ် AI ကိုအသုံးပြုပြီးတော့လူတွေကိုလိုက်လိန်နေတဲ့လိန်နေအစ်စ်နောက်ဆုံးပေါ်လိန်နေအစ်စ်အခုထွက်ရှိလာပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေတဲမှာဒီလိန်လေးကို မတိထားဘူးနားမလည်ထားဘူးဆိုလို့ရှိရင်တရားမှာ99ရောက်လောက်ကလိန် အလိန်ခံရဖို့တေးချတယ်အလိန်ခံရမှာဆိုတော့အလိန်မခံရအောင်ဒီဗီဒီယိုလေးကိုစောင်းအောင်ကြည့်ပြီးကြားဖို့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်ဆိုတော့အခုကြားဖြင့်တွေအသုံးပြုနေတဲ့လိန်နေအတိတ်ကပါလဲဆိုလို့ရှိရင်တို့က AI deep fake ဆိုရက်မျက်နာအတုဗီဒီယိုဖိုင်အတုကိုအသုံးပြုပြီးတော့လူတွေကိုလိန်တာဖြစ်ပါတယ်ဘလို့လိန်တာလဲဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ကိုလိန်ချင်တာဆိုလို့ရှိရင်တို့ကကျွန်တော်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုလိုက်ရှာတယ်လိုက်ရှာပြီးတော့ကျွန်တော်ရဲ့အမျိုးအမျိုးတွေတငယ်ချင်းတွေကိုယ့်ရဲ့မိသားစုဝင်တွေတယောက်ယောက်ရဲ့ဓာတ်ပုံကိုရပြီဆိုလို့ရှိရင်တို့ကစပြီးတော့လိမ်မာဖြစ်ပါတယ်။ဘယ်လိုလိမ်မလဲဆိုလို့ရှိရင်တို့ကခုနကကျွန်တော်ပြောထားတဲ့ AI deep fake ကိုအသုံးပြုပြီးတော့ကျွန်တော်ကိုလိမ်မာ။ AI deep fake ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ကလူတယောက်ကို စကားပြောခိုင်းဖို့တခြင်းဆိုခိုင်းဖို့ကဓာတ်ပုံတစ်ပုံပဲလိုတယ် အဲ့ဒီကျွန်တော်ရဲ့ဓာတ်ပုံကိုရလိုက်ပြီဆိုလို့ရှိရင်တို့ကဒီ AI deep fake နဲ့လုတ်ပြီးတော့အဲ့ဒီ logo စကားပြောခိုင်းမယ်တချင်းဆိုခိုင်းမယ်အဲဗီဒီယိုမျက်နှာမူအရာတွေကစအတန်တွေကစအကုန်လုံးတူမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးတွေနဲ့ကျွန်တော်ကဒီကြားဖြတ်တွေကလူတွေကိုဖုံးခေါ်မှာဥပမာကျွန်တော်ရဲ့အတိအကျတယောက်ယောက်က အဲ့လိုမျိုးနဲ့ကျွန်တော်ဖုန်းခေါ်မှာကျွန်တော်ဖုန်းခေါ်ပြီးတော့ကျွန်တော်ပတ်စံလိုတဲ့အကြီးကြီးပတ်စံလိုနေတော့ဘယ်လောက်ဘယ်လောက်လွဲပြီးပါကျွန်တော်ညနေကျန်ပြန်ဆက်မယ်အဲ့အဲ့လိုမျိုးနဲ့တို့ကလိန်မှာဆိုတော့အဲ့ဒီဒီလိုမျိုးလိန်လိုက်တဲ့ဒီလိုမျိုး လာပြောတဲ့ချိန်မှာကျွန်တော်တို့ဘက်ကနေကိုယ့်ရဲ့အတိကိုယ့်ရဲ့တငယ်ချင်းကလာပြောတာဆိုလို့ရှိရင်ဒီလိုက AI ရောဟုတ်မဟုတ်ကိုကျွန်တော်ဘယ်လိုစစ်ဆေးရမလဲအဲ့ဒါအရင်အရေးကြီးရနော်ဆိုတော့ဒီဟာက तू တကယ် လိုအပ်နေတာလားကျွန်တော်ကိုလိန်တာလားသိရဖို့ဆိုလို့ရှိရင်သူနဲ့ဗီဒီယိုကောပြောတဲ့ချိန်မှာတော်တော်လေးကိုခက်ခဲတဲ့မိခွန်လေးတွေမိရမှာဥပမာသမင်းစားပြီးလာမှာပါနေအဲ့လိုမျိုးတွေမိတာမဟုတ်ဘူးဘယ်နေရာမှာဘလို့တွားပြီးတော့သမင်းတွေစားခဲ့တယ်လဲဟဲတဲမှာထည့်ထားတဲ့ဟာဘလို့ရှိလဲအဲဒါမှမဟုတ်ဘယ်ခီးကိုတွားနေလဲအခုအဲဘယ်ဖုန်းဘာနေရာအဲ့လိုမျိုးတွေကိုနည်းနည်းခက်ခဲတဲ့မိခွန်တွေကိုမိပြီးတော့သူ့ကိုစစ်ဆေးရမှာနံပါတ်1အချက်ဒုတိယအချက်မှာကြတော့သူ့ရဲ့သူ AI ဗီဒီယို AI ဗီဒီယိုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူမျက်တုံခတ်တာဒီကျွန်တော်ကဟိုတမိနစ်မှာမျက်တုံခတ်တာတော်တော်လေးအချိန်ကြီးများတယ် AI မှာဆိုလို့ရှိရင်ဒီမျက်တုံခတ်တာအချိန်ကြီးနေမယ်ပြီးရင်ဒီဘေးနားလေးဒီမျက်နှာရဲ့ဘေးနားလေးတွေမှာလည်းဟိုမုံဝါးဝါးတွေလည်းရှိတတ်တယ်အဲ့ဒါလေးတွေနဲ့ခွဲခြားပြီးတော့သူ ကိုယ်တိုင်တငယ်ချင်းကိုယ်တိုင်ဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုဝင်တွေကဖြစ်ဖြစ်တကယ်တောင်းနေတာလားတကယ်ဖုန်းဆက်တာလားဆိုတာသိရဖို့အဲ့လိုမျိုးခွဲခြားရမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအရေးကြီးဆုံးအချက်ကသူကမစင်ဂျာကနေခေါ်တာဆိုလို့ရှိရင်ဟုတ်ပြီဟုတ်ပြီရတယ်ကျွန်တော်ဖုန်းနဲ့ခေါ်လိုက်မယ်ဆိုတော့ဖုန်းနဲ့ခေါ်ပြီးတော့မေးရမယ်အဲသူက Viber နေခေါ်တာ WhatsApp ကနေခေါ်တာပဲဖြစ်ဖြစ်အတီးပြုတ်အတီးအတီးပြုတ်ပြီးတော့မှပဲပတ်စံလွဲပါအတီးမပြုတ်ဘဲနဲ့ဒီလိုမျိုး Messenger ဖြစ်ဖြစ် Viber ကနေပဲဖြစ်ဖြစ် Telegram ကနေပဲဖြစ်ဖြစ်အဲ video call နဲ့စကားပြောပြီးတော့ပတ်စံအရေးကြီးလို့နေတယ်ကျွန်တော်ခဏကြီးပြီးပါခဏလွဲပြီးပါအဲ့လိုမျိုးပြောနေတယ်ဆလုံးရှိရင်တော့ချက်ချင်းလုံးဝမလွဲလိုက်ပါနဲ့သူကိုယ်တိုင်လွဲထားသူကိုယ်တိုင်တောင်းထားတာလားသူကိုယ်တိုင်လားအဲ့ဒါကိုအရင်ဆုံးစစ်ဆေးပြီးတော့သူကိုယ်တိုင်ဟုတ်တယ် အတီးပြုတ်တယ်ဆိုလို့ရှိရင်အဲ့ချိန်ကြာမှာပဲအဲသူအကူနီလိုတာပတ်စံလိုတာဆိုလို့ရှိရင်လည်းလွယ်လိုက်ပါအဲ့လိုမျိုးမဟုတ်ဘဲနဲ့ခုနကကျွန်တော်ပြောတဲ့ဟာလေးတေးချာလိုက်မလို့ပဲနဲ့ဗီဒီယိုကောနဲ့ခေါ်ပြီးတော့အဲသူပတ်စံလာတောင်းရင်ချက်ချင်းလွယ်လိုက်တယ်ဆိုလို့ရှိရင်တော့အလိန်ခံရမှာဖြစ်ပါတယ်ဆိုတော့ဒီနီလန်းကအခုဂျုံတဲ့သူတွေလည်းတချို့တချို့တလီတွေရှိလာပြီဒီဟာကအခုတပြီးပြီးနဲ့ ကျေပြင့်လာမှာဒီကြားဖြန့်တွေကဒီဟာတွေကိုအသုံးပြုလာမှာအခုနောက်ပိုင်းမှာဒီဟာထက်ပိုပြီးတော့ဆိုးဝါးလာနိုင်တဲ့အခြေအနေကဘာတွေလာမလဲဆိုလို့ရှိရင်တို့က AI ကို AI နဲ့လိန်တဲ့ဟာတွေအဲ့ဒါလေးတွေလည်းလာမှာဖြစ်ပါတယ်ဆိုတော့အခုချိန်ထိမှာတော့လိန်နီးပေါင်းမြောက်များစွာရှိတဲ့အထဲမှာမှာဒီလိန်လေးကိုမတိထားဘူးဆိုလို့ရှိရင်တရာမှာ69ရောက်လောက်ကအလိန်ခံရဖို့တိကျတလောက်ရှိနေပါတယ်ဆိုတော့ဒီဗီဒီယိုလေးကို ကိုယ့်ရဲ့အတိမိတ်ဆွေပဲဖြစ်ဖြစ်တငယ်ချင်းတွေဖြစ်ဖြစ်မတိနားမလဲတဲ့သူတွေတီးအောင်လို့ကျွန်တော်ဗီဒီယိုကိုမြန်မြန်ရှဲပြီးကြပါဒီဗီဒီယိုကမိတ်ဆွေရဲ့အတွက်အကူအညီတစ်ခုခုဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ